အင်းကျန်မိကုမေးရှောက်ခွင့်ပြုပါဗျာလူတန်းမှု အစူးစူးကိုကံမြောက်စေဖို့ရှင်ဘုရားမိကုမေးရှောက်ခွင့်ပြုပါဗျာလူတန်းမှုအစူးစူးကိုအကံမြောက်စေဖို့ညီမြအတိုင်းရှိအကွာဝေးရှိ၍လူတန်းစက်ကက်တင့်ပါတယ်ဗျာအေး ွာပြောတော့ပြောခဲ့တယ်နော်နည်းနည်းတော့အခုအပြည့်စုံအောင်ပြောမှန်ပေါ့တင်ပါဗျာအကွာဝေးနေနဲ့စာမတိတိကျကျလာတာတော့သူက2တောင်းတွာလို့ပြောတာအဲ့တော့2တောင်းတွာဆိုတာကဒီအလိုခံတဲ့ပုံကိုရဲ့နောက်ကျောဘက်ကိုပါယူလိုက်တာနော်အဲ့တော့ဦးဇင်းတို့ကအလွယ်ပြောလိုက်တဲ့အခါကျတော့အဲ့ဒီပုံကိုအဲ့ဒီအလိုခံပုံကိုရဲ့နောက်ကျောဘက်ကိုတထောင်နဲ့တတ်မှတ်ပြီးတော့ ဂျားထဲမှာကြံနေတထောင်းထွာဒီလိုအလွယ်ယူလိုက်တာပေါ့နော်စာမားတော့နှစ်တောင်းထွာလို့လာတာတခါတည်းရန်ဦးဇင်းတို့တခါတကမာတွေလဲဝီနီအဲစာပေဒီလေးလာပြတဲ့အခါမှာတကြအာငါတို့ဘုန်းကြီးပြောတော့ငါတောင်းထွာလို့ပြောတယ်အခုဒီမှာစာမနှစ်တောင်းထွာလို့ပြောတယ်လို့အမအထင်မှားတတ်တယ်နော်စာမနှစ်တောင်းထွာပြောတယ်ဆိုတာအလူကန်တဲ့ပုဂ္ဂိုလ်ရဲ့ဥမာဦးစင်အခုလိုထိုင်နေတယ်ဆိုရှေ့ရမတိုင်းရဘူးဦးစင်ကနောက်ကျောတင်ပါဆုံးကလေးတိုင်းရတယ်မတ်တက်ရတဲ့ဆိုရင်ဖက်တောင်ဆုံးကလေးတိုင်းရတယ်အဲလိုပေါ့နော်အဲ့တော့ တကမကြီးမင်းကိုတိကျပြောရရင်ရှားမှာတတောင်းဒွာလောက်ချရင်အကက်မြောက်ပါပြီနော်